်မင်္ဂလာပါ English for Learner YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ subordinating conjunctions ဒီထဲက reason purpose result ဒီဒီဟာတွေနဲ့ပတ်သက်တဲ့ conjunction တွေကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီအပိုင်းက part 3ဖြစ်ပါတယ်ဆိုတော့ချက်ရ part 1 part 2ကိုမကြည့်ရသေးဘူးဆိုလို့ရှိရင် channel ထဲမှာတင်ပြထားပါတယ်ကျွန်တော်ရဲ့ channel ထဲကိုသွားပြီးတော့ကြည့်လို့လေ့လာလို့ရပါတယ်အခုတော့သင်ခန်းစာလေးကိုစာလိုက်ရအောင်ဒီပထမအဦးဆုံးအနေနဲ့ reason reason ကိုဖော်ပြတဲ့ subordinate conjunction တွေထဲကအသုံးအများဆုံးဖြစ်တဲ့ because since as ဒီသုံးခုကိုချင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုပထမဆုံးအနေနဲ့ because ဆိုတော့ because ကိုဘာသာပြန်မယ်ဆိုရင်တော့ဘာကြောင့်လဲဆိုတော့ကဲသူကဘယ်လိုမျိုးသုံးတယ်လဲဆိုလို့ရှိရင် because ကအဓိကအကြောင်းကိုအဓိကအကြောင်းတရားကိုအသားပေးပြီးတော့ဖော်ပြဖို့သုံးတယ် most important reason ပေါ့နော်တကယ်ကိုအရေးပါတဲ့အရေးကြီးတဲ့အကြောင်းတရားကိုဖော်ပြခြင်းတယ်ဆိုလို့ရှိရင် because ကိုသုံးပါတယ်ဆိုတော့အကြောင်းတရားကိုဖော်ပြတဲ့နေရာမှာ because ကတော့အသုံးအများဆုံးဖြစ်ပါတယ် reason ကိုအသားပေးပြီးတော့ဖော်ပြတယ်။တကယ်အရေးကြီးတဲ့အကြောင်းပြချက်ကိုအကြောင်းတရားကိုလေးပေးပြီးတော့ဖော်ပြတယ်။ရသူအဖြစ်သူကဝက်ကြရဲ့နောက်ပိုင်းမှာသုံးနာများပါတယ်။ရှေ့မှာလာတာနေတယ်။အဲ့တော့ရှေ့မှာအကျိုးတရားလာပြီးတော့ဝက်ကြရဲ့နောက်မှာ because ရဲ့နောက်မှာအကြောင်းတရား reason လာပါတယ်။ဥပမာ I'm tired ငါမောပန်းနေတယ် because ဘာကြောင့်လဲဆိုတော့ I didn't sleep well last night. မင်းညကကောင်းကောင်းအိတ်လို့မပြောခဲ့တာအိတ်လို့မရခဲ့တာကြောင့်မောနေတယ်တပန်းနေတယ်ပင်ပန်းနွမ်းနေတယ်ပေါ့ဆိုတော့ဒီနေရာမှာအဓိကပြချင်တဲ့အကြောင်းတရားက because I didn't sleep well last night မင်းညတော့ကကောင်းကောင်းမအိတ်ခဲ့ရတဲ့အတွက်ကြောင့်ဆိုတော့ဒီအကြောင်းတရားကိုအဓိကဖော်ပြချင်တာဒါကြောင့်မလို့သူက because နဲ့ဆက်ပြီးတော့ရေးပါတယ်ဟုတ်ပြီနောက်တစ်ခုကကျတော့ Momo decided not to buy the dress. Momo ကတည်းကအင်ကြီးကိုတဲ့အဝတ်စားကိုဝတ်စုံကိုမဝယ်ဖို့စုံမဲ့ချက်ချထားခဲ့တယ်။ Because ဘာကြောင့်လဲဆိုတော့ the color didn't suit her. အယောင်ကသူမနဲ့ align ဖက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဆိုတော့အင်ကြီးကိုအဝတ်စားကိုမဝယ်ဘူး။ဘာကြောင့်မဝယ်တာလဲ။အဓိကအကြောင်းတရားကအင်ကြီးအယောင်က အဝေစားအယောင်ကသူနဲ့သူမနဲ့မလိုက်ဖက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာအဓိကပြောချင်တဲ့ reason က the color didn't suit her ဖြစ်ပါတယ်ဒါကြောင့်မလို့သူက because နဲ့ဆက်ပြီးတော့ရေးထားပါတယ်ဟုတ်ပြီနောက်တစ်ခုကကျတော့ sin အဲ့တော့ sin ကအာ sin က reason မှာသုံးသလို time ပေါ့နော် subordinate conjunction for time အဲ့တော့ time မှာလည်းပဲအချိန်ကိုဖော်ပြတဲ့ congestion အနေနဲ့လည်းပဲရှေ့မှာသုံးခဲ့တယ်။အဲအဲ့ဒီတုန်းကလည်းရှင်းပြခဲ့တယ်။အခုဒီမှာနောက်တစ်ခုနော် sense ကို reason ဖော်ပြတဲ့နေရာမှာလည်းပဲသုံးတယ်။အဲ့တော့ because နဲ့မတူတာကြတော့သူက result ကိုအသားပေးပြီးတော့ဖော်ပြတယ်။ because ကကြတော့ reason ကိုအသားပေးပြီးတော့ဖော်ပြတယ်။ sense က result ကိုအသားပေးပြီးဖော်ပြတယ်။ဝါကြရဲ့ရှေ့ဆုံးမှာရှိတာများတယ်။နောက်တစ်ခုကကြတော့တည်ပြီးတာစာဖတ်တဲ့သူနားထောင်တဲ့သူ ိပြီးသားအကြောင်းရင်းကိုဖော်ပြတာဖြစ်ပါတယ်ဥပမာ since you have experience in the in this field you should lead the project ဆိုဒီနေရာမှာ since ရဲ့နောက်ကဒါအကြောင်းတရားအကြောင်းရင်းဒါပေမဲ့အဲ့ဒီအကြောင်းရင်းကိုဦးစားပေးဖော်ပြခြင်းတော့မဟုတ်ဘူးနောက်က result ကိုအသားပေးပြီးတော့ဖော်ပြခြင်းတာဒါတည်ပြီးသားအကြောင်းရင်းဖြစ်တယ်တည်ပြီးသားအကြောင်းအရာဖြစ်တယ်အဲ့ဒါကိုဦးစားပေးခြင်းတော့မဟုတ်ဘူး နောက်က reset ကိုအလေးပေးပြီးတော့ဖော်ပြခြင်းတာအတိပ္ပယမင်းရတဲ့ဒီနယ်ပယ်မှာအတွေ့အကြုံရှိတဲ့အတွက်ကြောင့်ဒါတည်ပြီးတာနောက်ကအကျိုးတရားက you should leave the project ဒီ project ကိုမင်းဥဆောင်တင်တယ်ဆိုတော့ဒီ project ကိုဥဆောင်တင်တယ်ဆိုတာကဥဆောင်တင်တယ်ဆိုတာကိုအလေးပေးပြီးပြောခြင်းတာရှေ့ရအကြောင်းတရားကတည်ပြီးတာ ြောတဲ့သူကနောက်ထောင်နေသူကတည်ပြီးသားဟုတ်ပြီနောက်တစ်ခုက since we got a few minutes to wait for the train ရထားကိုရဲစောင့်ဖို့10မိနစ်အချိန်ရတယ်အတွက်ကြောင့်ရထားကိုစောင့်အောင်မှအချိန်10မိနစ်ရှိတဲ့အတွက်ကြောင့် let's have a cup of coffee coffee တော့တောက်ရအောင်ဆိုတော့ဆိုလိုခြင်းရဲ့အဓိပ္ပာယ်ကရထား10မိနစ်စောင့်ရမယ်ဆိုတာတည်ပြီးသားအကြောင်းတရားတည်ပြီးသားနောက်က reserve ကို အလေးပေးပြောချင်တာကော်ဖီတော်တော်ရအောင်ဆိုတာကိုအလေးပေးပြီးတော့ဦးစားပေးပြီးတော့ဖော်ပြချင်တာဒါကြောင့်မလို့ because as a single တုံးပါတယ်ဟုတ်ပြီနောက်ဆုံးတစ်ခုကကြတော့ s s ကလည်းပဲအဲ for time ပေါ့နော် time အတွက် time မှာလည်းပဲ s ကိုတုံးတာတုံးခဲ့တယ် s ကိုတုံးလို့ရတယ်ပြီးလို့ရှင်အဲပြီးလို့ရှင် manner ပေါ့နော် manner manner ကိုဖော်ပြတဲ့နေရာမှာလည်းပဲ s ကို သုံးလို့ရတယ်အခုဒီမှာလည်းပဲ reason အဲ reason ကိုဖော်ပြတဲ့နေရာမှာလည်းပဲ s ကိုသုံးလို့ရပါတယ်ဆိုတော့ s ကစစ်နဲ့တူတယ် result ကိုပဲအသားပေးဖော်ပြတယ်အဲဘယ်လိုကွာသွားမှာလဲဆိုတော့သူက formal writing တွေအတွက်အသုံးများတယ်ပေါ့နော် formal writing စာဟန်ပြန်ရေးတဲ့နေရာမှာစင်အစား s ကိုသုံးပါတယ်သူကကျတော့အဲအဓိကအဖြစ်အရှင်းလေးကိုဖော်ပြတယ်အရှင်းလေးဦးစားပေးပြီးတော့ဖော်ပြတယ်ဥပမာ as the weather is bad ရှားဒီဦးတို့ဟာဆိုးရွားနေတဲ့အတွက်ကြောင့် we have to study indoor အခန်းထဲမှာပဲငါတို့လေ့လာကြရအောင် as it was getting late ငါတို့တော်တော်လေးနောက်ကျနေတဲ့အတွက်ကြောင့် i decided to book into a hotel hotel မှာပဲတဲဖို့ဆိုဖြစ်ချက်ရှားခဲ့တယ် so ဒါကတော့ because since S နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ slightly difference နော်ခြားနာချက်တွေကိုရှင်းပြခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုက purpose ကိုကြည့်ကြည့်အောင်ပါ။အဲ့တော့ purpose မှာဆိုလို့ရှိရင်၃ခုရှိပါတယ်။ so that in order that in case အဲ့သူတို့ရဲ့အသုံးပြုမှုတွေကိုရှင်းပြမှာဖြစ်ပါတယ်။ so so that in order that ကအတူတူပါပဲ။မတူတာကကျတော့နည်းနည်းခြားနာတာကဘာလဲဆိုရင် in order that က formal writing တွေအတွက်သုံးပါတယ်။ formal writing အတွက်သုံးတယ်အဲ so that in order that ဖလဲပြီးသုံးလို့ရမယ် in order that ကစာဟန်ပေးရင်ရေးတဲ့နေရာမှာ so that အစား in order that ကိုသုံးပါတယ်ပေါ့ပေါ့ပါပါသုံးမယ်ဆိုရင်တော့ so that ကိုသုံးပါတယ်သူတို့နှစ်ခုစလုံးကရည်ရွယ်ချက်ကိုဖော်ပြဖို့သုံးတယ်ဘာသာပြန်ရင်တော့ရည်ရွယ်ချက်ကိုဖော်ပြတာပြကြအောင်လို့ for ရင် say ရင်ဆိုပြီးတော့ဘာသာပြန်လို့ရတယ်အဲသူတို့ရဲ့နောက်မှာရည်ရွယ်ချက်ကိုဖော်ပြတဲ့ moral birthday နဲ့ တွဲပြီးတုံးနေတွဲပြီးတော့တုံးတာများပါတယ် can could where would may might အစရှိတဲ့ moral verb တွေနဲ့တွဲပြီးတော့တုံးတာများပါတယ်ဥပမာ the driver stored the bus driver ကဘတ်ကားကိုရက်ခဲ့တယ် so that the old man could cross the road အဖိုးကြီးတရားအဖိုးကြီးလမ်းကိုဖြတ်ကူးနိုင်စေဖို့ driver ကဘတ်ကားကိုရက်ခဲ့ပါတယ် ဆိုတော့ဒီနောက်ကရည်ရွယ်ချက်ကိုဖော်ပြတာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုက we need more funding ငါတို့တဲ့နော် our funding အများကြီးလိုတယ်။ in order that the project may be complete on time အချိန်မီ project ကိုပြီးနိုင်စေဖို့နော် funding တွေအများကြီးလိုပါတယ်။ပါပြီဒါကတော့ so that in order that နဲ့ပတ်သက်ပြီးတော့ရှင်းပြတာပါ။ဟုတ်ပြီနောက်တစ်ခုကကျတော့ in case in case ကဆိုတော့ရှေ့ရနှစ်ခုနဲ့မတူတော့ဘူးသူကကျတော့ precaution ပေါ့နော်တခုခုဖြစ်မှာဆိုလို့ကြိုတင်ပြုလုပ်ထားတဲ့အရာကိုဖော်ပြဖို့တုံတယ်ကြိုတင်ပြီးတော့ကြိုတင်ကာကွယ်တဲ့အနေနဲ့တုံးတာပါတခုခုဖြစ်မှာစိုးရိမ်နေတခုခုဖြစ်မှာကြောက်တဲ့အတွက်ကြောင့်မလို့ကြိုတင်ပြီးတော့နော်ကြိုတင်ပြီးတော့လှုပ်ထားတဲ့ကြိုတင်ပြီးတော့ပြုလုပ်ထားတဲ့အရာတွေကိုဖော်ပြတဲ့အချိန်ကမျိုးမှာ in case နဲ့တွဲပြီးတော့တုံးပါတယ်ဥပမာ take an umbrella ဒီတချောင်းတော့ယူခဲ့ in case it rains မိုးရွာခဲ့လို့ရှိရင်မိုးရွာမှာဆိုလို့ဒီတချောင်းတော့ယူခဲ့ပါတဲ့ we took some cash အပစံတော့ယူခဲ့ပစံရှိုးထဲခဲ့ in case the idians didn't work idians ကအလုံးမလုပ်ခဲ့ဘူးဆိုလို့ရှိရင်အဆင်ပြေအောင်ပစံတော့ထည့်ခဲ့ပါတဲ့ ဟုတ်ပြီဒါကတော့ so that in order that in case နဲ့ပတ်သက်တာကိုရှင်းပြတာပါ Okay နောက်ဆုံးနောက်ဆုံးတစ်ခုကကြတော့ reset Okay reset ကကြတော့အ reset မှာလည်းပဲအ၃မျိုးရှိပါတယ်အဲ့တော့ဒီမှာ so that အဲ့တော့ so that so နဲ့ that နဲ့ကြားမှာ adverb သို့မဟုတ် adjective လိုက်ပြီးတော့ရှိတယ်ရှေ့ကအရှေ့က purpose ကိုပြောရတဲ့ so that ကတော့အထင်းမှာ so so that ကြားထဲမှာဘာမှမရှိပါဘူး ကဲဒီဒီမှာတော့ so that ကြားထဲမှာ adjective သို့မဟုတ် adverb ရှိပါမယ်ဆိုတော့ so က adjective adverb ကိုအထူးပြုတာပေါ့နော်လုံးနေ so adjective adverb ကွက်လက်ဖြစ်လို့နေ that ဒါကြောင့်ဆိုပြီးတော့ဘာသာပြန်မှာပါအဲ့တော့ဖြစ်ပေါ်လာတဲ့ရလဒ်ကို ဖော်ပြဖို့တုံနေကွက်လက်ဖြစ်လို့နေဒါကြောင့်ကွက်လက်ကွက်လက်ဖြစ်မယ်အဲ့တော့ that ရဲ့နောက်က result ကို ဖော်ပြမှာပါဥပမာ the film was so boring ကျုပ်ရှင်ကက တော်လေးပုံမှာပြင်းစရာကောင်းတယ်ဒါဒါကြောင့် I change the channel ဒီ channel line ကိုကျွန်တော်ပြောင်းခဲ့တယ်ဆိုတော့ဒီ reset ကိုဦးစားပေးဖော်ပြတာပေါ့နော်ပြင်းစရာကောင်းလို့ channel line ကိုပြောင်းခဲ့တယ်နောက်ပြီးနောက်တစ်ခုက the math question also hard တင်းရှာမိကုံကတတော်လေးကိုမှခက်တယ်ဒါဒါကြောင့် I can only do one of them အဲ့ဒီမိကုံနေရာတစ်ခုပဲကျွန်တော်ဖြေနိုင်တယ်ကျွန်တော်ဖြေခဲ့တယ်ပေါ့နော် ဆိုတော့ဒီ result ကိုဦးစားပေးဖော်ပြရဲပေါ့နော်ကဲနောက်တစ်ခုကကျတော့ set that ကဲ set that ကကျတော့ set that ဆက်နေတဲ့ကြားမှာအဲ noun သို့မဟုတ် noun phrase လိုက်မျိုးပေါ့နော်ဆက်နေတဲ့ကြားမှာ noun ဖြစ်ရမယ် noun phrase ဖြစ်ရမယ် so that ကကျတော့ adjective adverb ဖြစ်ရမယ်သူကကျတော့ noun ရဲ့အခြေအသေးကိုဖော်ပြတယ်ဆနောက်လိုပဲ so that လိုမျိုးပဲရလဒ်ကိုဦးစားပေးဖော်ပြမယ်သူရဲ့ structure လေးပဲပြောင်းသွားမယ်ပေါ့နော်ဥပမာ it was such a heavy bulge ဒါကားတဲ့လေးလံနဲ့တက်တာတလုံးဖြစ်တယ် that that ကြောင့် i couldn't live it အဲ့ဒါကိုကျွန်တော်မမနိုင်ဘူးတဲ့မမနိုင်ဘူးဆိုတာကိုဦးစားပေးဖော်ပြတာပေါ့နော် she a noun phrase ဒီအခြေအနေကိုဖော်ပြပြီးတော့နောက်ကသူရဲ့ result ကိုဖော်ပြတယ်အသားပေးဖော်ပြတယ် okay နောက်တစ်ခုက the library has such a large number of books စာကြည့်တိုင်းမှာစာအုပ်တွေ အများကြီးရှိတယ်။တဒါကြောင့် it is a paradise for avid readers စာဖတ်တာဆရာထက်တဲ့နဲ့စာဖတ်ဝါသနာရှင်တွေအတွက်အဲ့ဒါကကောင်းကင်ဘုံနိုင်မှန်ဘုံတစ်ခုဖြစ်ပါတယ်။ဆိုတော့နောက်က reset နော်ဆရာထက်တဲ့နဲ့စာဖတ်သူတွေအတွက်နိုင်မှန်ဘုံဖြစ်တယ်ဆိုတာကိုဦးစားပေးဖော်ပြနေတာဖြစ်ပါတယ်။ဟုတ်ပါပြီနောက်တစ်ခုကကြတော့အပြီး and နောက်တစ်ခုကကျတော့ exercise ပါဆိုတော့ exercise ဒီမှာ၅ပုတ်ပေးထားပါတယ်ဆိုတော့ exercise ၅ပုတ်ကိုဖြည့်ကြည့်ပါဖြည့်ပြီးတော့အာ SRK ကဗီဒီယိုရဲ့အဆုံးမှာကြားထားပေးပါတယ် SRK နဲ့တိုက်ဆိုင်စစ်ဆေးပြီးတော့ဘယ်နှပုတ်မှန်တယ်ဆိုတော့ကို comment box မှာရေးခဲ့ပေးလို့ရပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်